တင်ရှင်းများလို့မြင်လာပါဒီနေ့တော့ကျွန်တော်ဒီဗီဒီယို tutorial လေ့ထင်မှာပေါ့နော် after effect css အသုံးပြုနေတဲ့လူတွေအတွက်ပေါ့နော် element 3ဒီမှာ element 3တွေနဲ့အတွဲပြီးတော့အသုံးပြုလို့ရတယ်ကျွန်တော်တို့ဒီ fresh pool pack ပေါ့နော် fresh pool pack ဆိုတာပါလဲပေါ့အာ fresh pool pack ဆိုတာကျွန်တော်တို့ဒီဥပမာ nature effect တော့ပါတော့ vendetta အချိန်မှာပေါ့နော်ဒီမှာအစီအနံတော့ပါတော့ပေါ့နော်ကျွန်တော်တို့ element 3တွေချင်းမှာအသုံးပြုလို့ရတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုး install လုပ်မလဲ down ရအောင်မလဲဆိုတာကိုကျွန်တော်ဒီ video ဖိုင်ထဲမှာကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီမှာကြာတော့သူက fresh pro pad တစ်ခုလေးဆိုရင်တော့ဒီတတိဝလံတစ်မျိုးလေးဆိုရင်တော့သူကဘယ်လောက်ပေးရလဲဆိုတော့ကိုယ်စင်နဲ့6ဒေါ်လာပေးရတယ်ပေါ့နော် element 3 division element 3ဒီကပေါင်းလိုက်မယ်ဆိုရင်တော့ဒီ element 3ဒီဆိုရင်196ဒေါ်လာပေါ့နော်အဲသူဇင်းနှုန်းတွေပေါ့ဒီကောင်ကဒါမှမဟုတ်ကျွန်တော် page မှာကြာတော့ကျွန်တော်ကကျွန်တော် free link လေးတင်ပေးထားမယ်အဲ့ဒီကနေပြီးတော့ download ပေါ့နော်အဲ့ဒါအရင်ဆုံးကျွန်တော်တို့ကအာဒီကျွန်တော်အဒီ file လေးကိုပေါ့နော်ဒီကောင်တစ်ခုရလာလိမ့်မယ်ကျွန်တော် down ကျွန်တော်တင်ပေးထားတဲ့ link ကနေ download မယ်ဆိုရင်ပေါ့နော်ဒီမှာဒီ link ကိုလည်းကျွန်တော်တင်ပေးထားမှာနော်အဲ့ဒီက download တာနဲ့ကျွန်တော်တို့ဘယ်လိုမျိုးဖြစ်လာမလဲဆိုရင်ဒီမှာ file တစ်ဖိုင်ရလာမယ်အဲ့ဒီကောင်ကိုကျွန်တော်တို့ right click ထောင်း extract here နဲ့ဖြည့်လိုက်ပေါ့နော် extract here နဲ့ဖြည့်လိုက်လို့ရှိရင်ဒီမှာဒီ သူအာ remain ဆိုတာပါတယ်ပေါ့နော်အဲ့ဒီ remain ကိုအော်ကလေးလိုက်ကလေးလိုက်ဆိုတာကျွန်တော်တို့ install ဘာမှလုပ်စရာမလိုဘူး install လုပ်ရုံပဲပေါ့နော်ဟော internet တွေပါတယ်လည်းဘာမှပိတ်စရာမလိုဘူးကျွန်တော်တို့ဒီတခါတည်း install လုပ်ရုံပဲပေါ့နော်အဲ့ဆိုတော့ဒီမှာ install ဒီ installer ကိုကျွန်တော်တို့အာ double click နှိပ်ပစ်လိုက်ပေါ့နော် double click နှိပ်ပစ်လိုက်ပြီးတော့ကျွန်တော်တို့ဒီနေရာလက်မှာ next ကိုတော့မှ ix ကိုတော့မှပေါ့နော်နောက်ထပ် next ကိုတော့မှเนาะဒီမှာနည်းနည်းသူ fetch ဖို့ပေါ့အဲဒီ element element တွေဒီနဲ့တွဲသုံးနိုင်တဲ့အကောင်ပေါ့နော်ဒီကောင်အဲဒီမှာ install လုပ်ပြီးတော့ရရှင်ဒီမှာကျွန်တော်တို့က finish ပေါ်နေပြလိုက်နော် finish ပေါ်နေပြလိုက်လို့ပြီးရင်ကျွန်တော်တို့ opt type ဖက်အဖွင့်မှာဒီဒီဝင် ်တတိဝင်နေကတော့အဆောင်ပဲပေါ့နော်ဒီညမှာじゃんနော်ဖရေဒီရောပန်တီရောအာလေမော်တီရောနော်တံပြာတီရောငပြောတီရောဒီမှာအဆောင်ပဲမလားအနဒီဟုတ်ပြီကျွန်တော်တို့ဟုတ်ပြီဒီမှာ after back one လာပြီဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒီအဲ့ဒီအခုနကကျွန်တော်တို့မောင်းလိုက်တဲ့ fresh food pack ဟာ ကျွန်တော်တို့ elementary detail ကိုရောက်မရောက်ပေါ့နော်အာကျွန်တော်တို့စချင်းစမ်းအာဒီနေရာမှာ composition new composition နော်ဒီမှာကျွန်တော်ကဒီတိုင်းပဲပေးလာမယ် okay နောက်ပြီးတော့ layer layer အနေနဲ့တော့ new new ကနေပြီးတော့ solid solid ကနေပြီးတော့ဒီတိုင်းပဲနော် okay okay နေပြီးကျွန်တော်တို့အာဒီ effect effect ကနေပြီးတော့ကျွန်တော်တို့ video compiler ကိုတော့ပေါ့နော် video compiler ကနေပြီးတော့ element element ကိုဝင်လိုက်ပေါ့နော် လိမ့်မယ်ဝင်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ကွန်ပျူတာနည်းနည်းအာအားနည်းတဲ့ကွန်ပျူတာကြတော့နည်းနည်းကြာမယ်ပေါ့နော်အာကျွန်တော်တို့ဒီမှာ element 3တွေဝင်လာပြီဆိုရင်ဒီမှာ scene setup ကိုနေပေးရမှာနော် scene setup ကိုနေလိုက်လို့ရှိရင်သူ element 3တွေဒီမှာ program နဲ့ကြာလာမှာအဲ့ဒီမှာ fresh pool ဘယ်လောက်လောက်ပါလဲဆိုရင်150နဲ့ချခုပါတယ်ဒီမှာဆိုရင် fresh pool ဝင်နေပြီပေါ့နော် fresh pool ထဲမှာပါတယ်ပါတယ်ဆိုရင်ပန်းသေးအစိမ်းရောင်တော့အနီရောင်တော့နော်ဒီမှာဆိုရင် ညအဆောင်ပဲပေါ့နော်မုံနေပါတယ်နော်အသေးအနှမ်းမူလာဦးရောပါတော့နော်အာအဆောင်ပါပဲနော်ကိုတုံးချင်တဲ့နေရာမှာတုံးလို့ရတာပေါ့ဥမာဒီဇွန်တို့ဒီဓာတ်တို့ပါတော့ပေါ့နော်ကျွန်တော်တို့ဓာတ်ပြတဲ့နေရာမှာကျွန်တော်လည်းကျွန်တော်တို့ဒီ Facebook ကနေတော့ဒီကောင်လေးတွေကိုကျွန်တော်တို့အသုံးပြုလို့ရတာပေါ့နော်ဒီမှာပေါ့ဥမာဒီဓာတ်လေးကိုကျွန်တော်တို့လိုချင်တယ်အာဒီဓာတ်လေးကိုပဲကျွန်တော်တို့ကဒီဗီဒီယိုမှာထည့်သွင်းချင်တာပေါ့နော်ထည့်သွင်းချင်တယ်ဆိုရင်ကျွန်တော်တို့ကအာ လေယာလေယာနေပြီးတော့ကျွန်တော်တို့ကင်မရာတခုယူမယ်နော်ကင်မရာမှာကျွန်တော်တို့ဒီမှာ50ဒီအတိုင်းကျွန်တော်ရွေးထားပေးတဲ့အတိုင်းရွေးလိုက်ပါနော် okay နေပြီလားနောက်ပြီးတော့ကင်မရာ2လေးနဲ့ကျွန်တော်တို့လေ့ကျင့်ပါနော်ဒေတာကိုကျွန်တော်တို့လေ့ကျင့်မယ်ဟုတ်ပြီလားဒေတာကိုလေ့ကျင့်ပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့ဒီကို pitch ရှင်းတယ်ပေါ့နော်ဒေတာကို pitch ရှင်းတယ်ဆိုတော့ကျွန်တော်တို့ဒီကင်မရာနေရာမှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ position ဒီဒီ element ကိုလည်းပေးလို့ရတယ်ကျွန်တော်တို့ဖေးပေါ့နော် position position ကို keep in ချောင်းမယ်နော် keep in ချပြီးတော့ကျွန်တော်တို့ဒီကောင်ကိုလည်းကျွန်တော်တို့ကအဲဒီလောက်ထားပြီးလာမယ် regular ထောက် train လောက်လိုက်ပါနော် train လောက်လိုက်ပြီးတော့ကျွန်တော်တို့ဒီ keep in ချလိုက် keep in ချပြီးတော့ကျွန်တော်တို့ဒီကောင်ကို defense ရွှေ့လိုက်ပါနော်ဒီဒီဘက်က defense ရွှေ့လိုက်မယ်ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ပြင်မယ်နော်ဟုတ်ပြီကျွန်တော်တို့ဘယ်လိုမျိုးပြင်မလဲဆိုရင်ဒီမှာပေါ့ အဲဒီအတိုင်းဒါဒီမှာကျွန်တော်တို့ပြရှင်းတာပေါ့ပြရှင်းတဲ့ဇာတ်ဒီဘက်ကိုဆွဲလာခလိုက်နော်ဒီဒါလေးပေါ့ဒီဖက်ဒီဖက်အစားအနေကျွန်တော်တို့ဒီဖက်ကိုဒါပြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့โอเคเนาะအဲ့လိုဇာတ်ကျွန်တော်တို့ RAM preview ကြည့်အောင် ဒီမှာဈာန်ကျွန်တော်တို့ RAM preview လို့ရှင်းမယ်ဗျာနော်ဥပမာဘောနော်ဒီ data လေးကိုကျွန်တော်တို့ကနော် data လေးကိုကျွန်တော်တို့အော်ဒီဒီကနေတော့ကျွန်တော်တို့ဒီ theory ကိုပြရှင်းတာဗောနော်ပြရှင်းတာဆိုတော့အတွက်ကျွန်တော်တို့ဒီမှာ position ထားလိုက်မယ် position ထားပြီးတော့ဒီဒီ log အနေထားမှာဗောနော်ဒီအနေထားလေးမှာကျွန်တော်တို့ เดี๋ยวผมเชื่อว่าโตโตแล้วก็นั่นนะเดี๋ยวผมจะมีคนเอาโตมา然后你你姑娘没有发现吗？ ဒါပြတဲ့နေရာတွေမှာကျွန်တော်တို့အသုံးပြုတဲ့ဟာပါဟောအရှင်ပေးပြီးတော့လုံးမှန်ကျွန်တော်အများကြီးရတာပေါ့နော်ကျွန်တော်ဒါကြတော့ကျွန်တော်အဓိကဘာလို့လဲဆိုတော့ install လုပ်နေကိုပဲကျွန်တော်ပြပေးတာနောက်တစ်ခုကဒီ video file နဲ့မှာဘယ်လိုရောအာ install လုပ်ပြီးတော့ကျွန်တော်တို့စာသုံးမယ်ပေါ့နော်အဲ့ဒါတော့ပဲကျွန်တော်ပြပေးချင်တယ်ပေါ့ဟမ်ဒီပါကျကျွန်တော်မြန်စီရှင်တဲ့ဇာတ်လေးရတယ်မြန်စီရှင်တဲ့ဇာတ်ဒီ keep in လေးကိုတစ်ဖက်ချလိုက်ပေါ့နော်ဒီအဲ့ဇာတ်မြန်သွားတော့ပေါ့နော် ကယ်အဲ့လိုဆိုတကယ်လို့ဒီဓာတ်ကိုမကြိုက်ဘူးနော်ကိုကဒီဓာတ်ကိုမကြိုက်ဘူးဆိုရင်ဒီမှာ sensor ဓာတ်ကိုတော့ပေါ့နော် sensor ဓာတ်ကိုတော့လို့ရှိရင်ကျွန်တော်တို့တခြားပါထိချင်တယ်ပေါ့ဒီနေရာမှာဥမာကိုကအာကိုကဒီမှာဒီမှာနော်ဟုတ်ဒီ zone လို့ပါတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဓာတ်ကိုအဲနောက်ပြီးတော့ဒီမှာဇွန်ပေါ့နော်ဒီဇွန်လေးကိုကျွန်တော်တို့ โอเคอยู่ละအဲ့တော့ဇန်ဒီအဲ့ဇွန်အတားနေမှာဇွန်ဇွန်ရောက်တော့နော်ဇွန်ခင်းရောနော်ဇွန်ခင်းရောက်တော့နော်โอเคအဲ့တော့ဇန်ကိုလိုချင်တဲ့အရာလေးတွေဘာဒီမှာစင်စတာကနေပြီးတော့ကိုယူရုံလို့ဘောနော်ဥပမာငါပြောသေးယူရှင်တာလားတုံဟောဖျန်တိယူရှင်တာလားဘောနော်အော်တုံဟောဖျန်တိယူရှင်တာလားကျွန်တော်ဒီကောင်ယူရှင်တာလားဥပမာဖျန်တိဆိုတာနော်ဖျန်တိဘောအာဖျန်တိယူမယ်နော်โอเคဒီမှာဖျန်တိတစ်ချက်ဘောနော်နောက်အကြောင်းတွေဘာတွေကြတော့ကျွန်တော်အများကြီး ဒီလုံးလို့ရပါလားကျွန်တော်တို့နော်ဒါပြဿနာမရှိဘူးနော်โอเคဒီမှာဆန်ဒီကင်မရာတူလင်းနဲ့ကျွန်တော်တို့ဆက်သလိုရှင်းလို့ရတာပေါ့နော်ဒီရဲ့ဒီနောက်ပြီးတော့အယောင်လေးပါလဲပညာထင်မှန်းပညာပေါ့နော်ဒီမှာဒီကောင်ကဒါဘယ်လိုပြောမလဲဒီဗီဒီယိုတွေမှာတော်တော်များများတွေ့ရတယ်ဥမာဖရဲဒီတလုံးကိုပေါ့နော်ဖရဲဒီတလုံးကိုအပြင်ကနေပြီးတော့ဒီ ဒါနဲ့ပြလိုက်တာတော့ပါတော့ဘောနော်အဲ့လိုဝင်လာပြောတယ်ကျွန်တော်အသုံးပြုရှင်းတယ်ကျွန်တော်ရပါတယ်โอเคအဲ့လိုကျန်ဒီဘူရောမင်းတို့ဒီမှာအဆုံးတက်လာမှာเนาะ element 3D ဟိုအတွက်ကျွန်တော်တို့ဒီ fresh pool လေးတယ်ဘယ်လိုမျိုးဟိုအသုံးပြုမယ်ဆိုတာကိုကျွန်တော်အနေချင်းနဲ့ကျွန်တော်မိတ်ဆက်ပေးတာဘောနော်တကယ်ချင်းတော့တကယ်လို့လေ့လာရှင်းတယ်ဘာလေ့လာရှင်းတယ်ဆိုရင်တော့ကျွန်တော် tutorial လေးတွေကိုဟို like comment and share များပြန်အားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ